ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်ဒေသမှာခုတ်လေးလိုက်တဲ့တစ်ပင်တွင်နေရာမှာအစာထိုးစိုက်ပျို့ဖို့လိုအပ်နေတယ်လို့သဘောဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေကပြောဆိုကြပါတယ်။မောင်တော်ဒေသဟာလူဦးရေထူထပ်သလိုသေဝါထုတ်လုပ်သူမိသေးထုတ်လုပ်သူများပြားပြီးတစ်ပင်တွေကိုစီးမေးကမ်းမဲ့ခုတ်တာတွေအများပြားရှိနေတယ်လို့အမည်မဖော်လိုတဲ့သဘောဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတယောက်ကပြောပါတယ်။ဒါကြောင့်ခုတ်လေးထားတဲ့တစ်ပင်တွေနေရာမှာ အစာထိုးပြန်စိုက်ပျိုးဖို့လိုအပ်နေပြီးအစာထိုးမစိုက်ပျိုးနိုင်ရင်သဘောအပတ်ဝန်းကျင်ပျက်စီးမှုတွေနဲ့အနာဂတ်မှာကြုံတွေ့ရနိုင်တယ်လို့ဆိုပါရယ်အရင်စစ်အစိုးရလက်ထက်ကမောင်တော်နဲ့ဘူတိတော်မျိုးနဲ့အတွင်းကမေယူတောင်တန်းတလျှောက်ပစ်ပင်တွေကိုစီမေကမ်းမဲ့ခုံလင်းမှုတွေရှိခဲ့ပြီးဒေသအာဏာပိုင်တွေကအခချင်းငွေယူကသစ်မောက်ခိုးသမားတွေနဲ့ပူပေါင်းပြီးဘင်္ဂလားဒေ့ရှ်ကိုသစ်ခိုးထုတ်မှုတွေရှိခဲ့ကြတဲ့အတွက်ကြောင့်မေယူတောင်တန်းကသစ်တော်တွေပြုံတိခဲ့ရပါတယ် လက်ရှိကာလမှာလဲရခိုင်ကမျိုးတွေအလုံးနီးပါးမှာလျှက်စမီမရရှိတဲ့အတွက်ထမင်းရှက်ပြုတ်ရမှာထင်းတဲ့မိသွေးကိုအဓိကထားအသုံးပြုနေကြရတဲ့အတွက်ကြောင့်သစ်တော်ပြုံးတိမှုတွေဟာအရင်ကထက်ပိုပြီးများပြားလာနေတယ်လို့သဘောဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေကပြောကြပါရဲ့ရှင်။